ဒီနေ့ကျွန်တော်တို့ရဲ့ဇာကားကတော့ရောင်ချိုးမျိုးကပန်ကိဆိုင်လေးတစ်ခုမှစတင်ပါတယ်။ဆိုင်ရှင်ရဲ့နာမည်ကမီရောင်ဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြီးပါ။ဖွင့်ပြီးတာနဲ့မကြခင်မှာပဲရောင်းကုန်သွားတဲ့အတွက်ဆိုင်ပိတ်ပြီးတော့ဈေးထဲမှာလမ်းလျှောက်နေတော့တက်တက်တတလေးရမယ်တော့ဆိုပြီးတော့អော်ဟစ်နေတာကိုကြားလိုက်ရပါတယ်။ဒါနဲ့သူ့မကလည်းဘဝမှာတစ်ခါမှမရဘူးတဲ့အခွင့်အရေးကြီးရပြီထင်နဲ့အပြေးလွားသွားကြည့်ပါတယ်။ဒီအချိန်မှာပဲသူ့ရဲ့ခင်မွန်ဆော့ကဟာဝိုင်ခီးစဉ်ကန်ဆယ်မဲပေါဖို့မျှော်လင့်ချက်တွေနဲ့အအေးဘူးတွေအများကြီးဝယ်ထားပါဗျ ဒါပေမဲ့လေကံမကောင်းစွာနဲ့ပဲနောက်တဘူးဆိုတာတော့မပေါက်ပါဘူးပြီးတော့စက်ပစ္စည်းတွေပြင်တဲ့ဆိုင်တစ်ခုလည်းဖွင့်ထားပါတယ်ဆိုင်ထဲမှာတော့မီရောင်းကစော့ကိုဒီလိုကန်ဆမ်းမဲ့ပေါက်ဖို့ရှင့်မှာကံမရှိဘူးဆိုပြီးတော့ဖြောင်းပြနေတော့မှာပဲမထင်မှတ်ဖဲနဲ့အေးဘူးတဘူးကိုဖွင့်လိုက်မိပြီးတော့စော့အိမ်မက်မက်နေတဲ့ခရီးစဉ်ကိုကန်ထူးသွားပါတော့တယ်စော့တယောက်အရန်ပျော်သွားပြီးတော့ဟာဝိုင်ကြီးကိုနောက်ဆုံးတော့တွားရတော့မယ်ဆိုပြီးတော့စိတ်လှုပ်ရှားပြီးပျော်နေခဲ့ပေမယ့်နောက်တနေ့မှာတော့မီရောင်းကခရီးသွားဖို့ကိုလုံးဝဆန့်ကျင်ပါတော့တယ်အကြောင်းကတော့စိုက်မပိတ်ချင်တာကြောင့်ပါ ပြီးတော့ခရီးသွားရင်ပတ်စံကဘယ်ကရမှာလဲသူတို့ငွေကြေးအကျပ်တဲဖြစ်နေတာကြောင့်လက်မှတ်ကိုအွန်လိုင်းမှာပြန်ရောင်းပြီးတော့အဝေးရှော့ဆက်တစ်လုံးဝယ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့သမီးနာယီဝင်လာပါတယ်မိယောင်းကကြောင်းရဲ့ဆိုရှယ်မီဒီယာဂရုကနေတဆင်နာယီကသူ့ရဲ့အတန်းပေါ်တယောက်ကိုထိုးချိတ်ခဲ့မှန်းသိလိုက်ပါတော့တယ်ဘာကြောင့်လဲဆိုပြီးတော့မေးလိုက်တော့나ยีကဘဲလေးကရတာကိုမုန်းတယ်ဆိုပြီးတော့អော်ဟစ်ပါတော့တယ်သူ့ရဲ့အတန်းပေါ်ကသူ့ကိုနဗန်းသမားစုမုံနဲ့တူတယ်ဆိုပြီးတော့အမြဲစနေတာပါ ူမကအမေကိုတိုက်ကွန်ဒိုပဲတင်ကျင်တယ်ဘဲလေးအကကိုလုံးဝမကြိုက်ဘူးဆိုပြီးပြောနေတာကြောင့်မိယောင်းတယောက်ထားရိုက်ချင်ပေမဲ့နာယီကလည်းသူတို့ဘဝကိုမကြိုက်ဘူးလို့ပဲပြောနေပါတယ်သူတငယ်ချင်းတွေကသူ့ကိုပန်ကိတ်မလေးလို့စားကြပြီးတော့တငယ်ချင်းတွေအားလုံးမှာဖုန်းတွေလည်းရှိတယ်ခရီးတွေလည်းသွားနေကြတဲ့အချိန်မှာနာယီမှာတော့ဘာမှမရှိပါဘူးအိညာနှောင်းပိုင်းမှာနာယီအိပ်ပျော်နေတော့မှခྱི་သွားချင်လိုက်တာဆိုပြီးတော့တိုးတိုးလေးညှိသွားနေတာကိုသူ့အမေမိယောင်ကြားသွားပါတယ်မိယောင်ကလည်းချက်ချင်းပဲစိတ်ပြောင်းသွားပြီးတော့သူမနဲ့သူမရဲ့ခင်မုန်းကသမီးစီကနေ ဒီအခွင့်အရေးကိုမလူယူတော့ဘဲနဲ့တမီးလေးကိုပျော်ရွှင်အောင်ပဲခရီးကိုလိုက်ပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်လက်မှတ်ကိုမယောင်းတော့ဘဲနဲ့ခရီးသွားဖို့ပဲဆုံးဖြတ်လိုက်ပါပြီ။မိယောင်းကစိုင်းပိတ်ပြီးတော့ခရီးသွားဖို့သဘောတူလိုက်ပြီးတော့ခရီးသွားမယ့်နေ့မှာတော့ရက်ကွက်ထဲမှာမိယောင်းတယောက်ပန်ကိတ်ဆိုင်ကိုပိတ်ပြီးတော့အိမ်နီးနားချင်းတငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ပါတော့တယ်။သူတို့တွေကနာယီကိုမုံဘိုးတွေပေးကြတော့ကျေးဇူးတင်စကားပြောပြီးတော့ဆော့ကတက္ကစီငားချင်ပေမယ့်မိယောင်းကတော့ပတ်စံချွေတာဖို့ဘတ်စကားစီးသွားဖို့ပဲပြောလိုက်ပါတယ်။ပတ်စံချွေတာကောင်းလိုက်တာလေးရင်မမှီတော့မလို့တောင်ဖြစ်သွားပါတယ်။ ဒါပေမဲ့လည်းကံကောင်းစွာနဲ့ပဲအချိန်မီရောက်သွားပါတယ်။တစ်ချိန်တည်းမှာပဲလေးစိတ်နာကဂိုင်းတစ်ခုစီဇလန်းကရောက်သွားပါတယ်။သူတို့ရဲ့ခေါင်းဆောင်လီကလေးရင်ပေါ်မှာတရုတ်လိုပဲပြောဖို့ညွှန်ကြားပြီးတော့သူတို့ကရဲမေတယောက်ကိုပြစ်မှတ်ထားနေကြအောင်ရှင်းပြပြီးလက်လွတ်စပယ်မလုပ်ကြဘူးပြောလိုက်ပါတယ်။သူကအဲ့ဒီအမျိုးသမီးကိုအရှင်ဖမ်းချင်နေပြီးတော့မသေးစေချင်ပါဘူး။အဲ့ဒီရဲမေကတော့မိယောင်းပါ။သူမနဲ့ဒီဂိုင်းကြားမှာလွန်ခဲ့တဲ့၁၇နှစ်ကလေးကနယ်ဆိုင်တဲ့ရန်ညိုတွေရှိခဲ့တာပါ။ မိယောင်းကတစ်ချိန်ကလျှို့ဝှက်အရာရှိဖြစ်ခဲ့ပေမဲ့သူမရဲ့ပုံစံနဲ့နေရာကိုပြောင်းလဲပြီးတော့ဒုက္ခတွေနဲ့ဝေးရမှာအေးအေးချမ်းချမ်းနေထိုင်ခဲ့တာပါ။ဒါပေမဲ့မိယောင်းရဲ့အတိတ်ကသူ့ကိုပြန်လိုက်မိတော့မဲ့ပုံပါပဲ။လေစိတ်ကိုရောက်တော့ဆော့တုတ်မိသားစုနောက်ကျနေပြီးတော့ check in counter ကပိတ်ခတ်နေပြီးပေမဲ့သူတို့ဝင်ခဲ့နိုင်ပါလေ။ဒါပေမဲ့ပထမတန်းမှာနေရာနှစ်နေရာပဲကြံပြီးတော့တာမန်တန်းမှာတစ်နေရာပဲကြံတော့တာကြောင့်မိယောင်းကသူသမီးနဲ့သူကပထမတန်းကိုယူလိုက်ပြီးတော့ဆော့ကတော့တာမန်တန်းမှာပဲနေရာယူလိုက်ပါလေ။ လင်းရင်ပေါ်မှာတော့လူတွေမျိုးစုံပါပါတယ်နေရာယူပြီးတာနဲ့나ยีကမုံမာလိုက်တာကြောင့်မိယောင်းတယောက်ရှင်းဖို့လို့တော့ free ဆိုတာနဲ့ပဲသဘောကျသွားပြီးတော့သူ့ဘာမှာပါတော့တယ်လာပို့တဲ့သူကပကံများကိုမတော်တချာလှွတ်ချမိပေမဲ့မိယောင်းကအကုန်လုံးကိုလျှက်စီးလို့မြန်နဲ့တုံ့ပြန်မှုနဲ့ဖမ်းလိုက်နိုင်ပါတယ်ယွန်းတယောက်မိယောင်းရဲ့လင်းမြန်နဲ့တုံ့ပြန်မှုကြောင့်အန်အားတင်သွားပြီးတော့ action မင်းသမီးလား NIS ကလာဆိုပြီးတော့ဆက်စုပါတော့တယ်မီယောင်ကတော့သူကရောင်ချွန်းမျိုးကဈေးတယ်ဆိုပြီးတော့ယူယူလေးပြန်ဖြီးပြီးမြေယွန်းကတော့ရောင်ချွန်းမျိုးတော်ဝင်ဆိုပြီးတော့အထင်မှားသွားပါတော့တယ်အတန်ထွက်ချင်းကစေနေတာကြောင့်ပါ အဲ့နောက်မှာတော့ယွန်းကခရီးတွေကိုစိတ်နှောက်ယှက်ပေးနေတယ်လို့ထင်ပြီးတော့သူ့ခေါင်းဆောင်ကခေါ်ပြီးတော့စူပါတော့တယ်။အရင်တစ်ခေါက်ကလည်းခရီးတွေကိုနိုင်ငံရေးတွေပြောလို့ပြဿနာတက်ပြီးပါပြီ။သူကမိယောင်းကရောင်ချုံမျိုးရဲ့မျိုးတော်ဝင်ဖြစ်ကြောင်းအန်ဩတကြီးနဲ့ပြောပြပေမဲ့ခေါင်းဆောင်ကတော့ယွန်းကိုမယုံပါဘူး။ business class မှာထိုင်နေတယ်အင်ရှင်မတယောက်တက်တက်ပဲဆိုပြီးတော့ပြောပြီးတော့ပြဿနာထပ်မရှာဘူးတတိပေးလိုက်ပါတယ်။တာမန်တန်းမှာတော့ဆော့ကသူ့ဘေးကလူနဲ့စကားဆက်မိပြောနေပါတယ်။အဖိုးကြီးကတမီးနဲ့မြေးမလေးကိုတွေ့ဖို့ခရီးထွက်လာတာပါ။ တစ်ချိန်တည်းမှာပဲမီယောင်းကဘိုက်ကားလာတဲ့အထိအစားအစာတွေကိုဆက်စားနေပြီးတော့လေရင်ပေါ်မှာအိမ်သာလိုက်ရှာဖို့အသေးအံပြေးလွှားနေပါတယ်။အိမ်သာတွေအားလုံးကလည်းလူပြည့်နေပါတယ်။သူမဆော့စီကိုတွားပြီးတော့လုံးဝအောက်မထားနိုင်တော့တာကြောင့်နာယီနဲ့လာထိုင်ပြီးပို့ပြောလိုက်ပါတယ်။လမ်းမှာယွန်းကသူ့ကိုထပ်ပြီးစကားပြောဖို့တားပြီးတော့တခုခုအကူညီလို့ရင်ကူညီမယ်လို့ပြောခဲ့ပေမဲ့မိယောင်းကလည်းအလင်းလုံနေတာကြောင့်သူ့ကိုတွန်းဖယ်ပြီးတော့အမြန်ကြော်သွားပါတော့တယ်။အဲ့ဒီချိန်မှာလူစိုးခိုင်းရဲ့ခေါင်းဆောင်ကစစ်စင်ရေးစားဖို့အတွက်အဖွဲ့သားတွေကိုစာလန်းပို့လိုက်ပါတယ်။စစ်စင်ရေးစားဖို့အရေးကို မက်ဆေ့ကိုတောင်တရုတ်လိုပို့ရသလားဆိုပြီးတော့တပည့်တယောက်ကညှိလိုက်တာကိုယွန်းတယောက်ကြားသွားပြီးတော့ခေါင်းဆောင်စီကိုအပြေးလွှားသတင်းပို့ပေးမယ်။အော်ငေါက်ခံလိုက်ရပြီးတော့အတိတ်ပဲမရှိတာတွေရှောင်မလို့ဖို့ပြောရင်းနဲ့အခုလေရင်ကယာစီဥရုကြောင့်လှုပ်ရမ်းနေတာကြောင့်လူတိုင်းခပတ်တေချာပတ်ထားရလားဆိုတာတေချာအောင်ပဲလှုပ်ခိုင်းလိုက်ပါတယ်။ဗဇက်မပိတ်ရင်အလုတ်ထုတ်ပြစ်မယ်လို့တောင်ချိန်ချောင်းလိုက်ပါသေးတယ်။ဒါပေမဲ့သူမတို့လူပြောလိုက်တာနဲ့တပြိုင်နက်တည်းပါပဲ။လူဆိုးခိုင်းကလည်းသူတို့ရဲ့တိုက်ခိုက်မှုကိုစတင်လိုက်ပြီးတော့ခရီးတဲ့အားလုံးကိုတနေရာထဲမှာပဲဆုလိုက်ပြီးလေရင်ကိုထိန်းချုပ်လိုက်ပါတော့တယ်။ လေရင်ပိုင်စည်းခံလိုက်ရကြောင်း NIS ကိုအကြောင်းကြားလိုက်ပါတယ်။သူတို့ကအရေးပေါ်အစည်းအဝေးတစ်ခုကိုကျင်းပပြီးတော့ရှေ့လျားတဲ့တကားတွေဖွင့်တကားတွေပိတ်ပြီးဆွေးနွေးမှုအပြီးမှာတော့သူတို့ရဲ့ agent တယောက်လေရင်ပေါ်မှာပါသွားကြောင်းသိလာမှုသူတို့ကအဲ့ဒီ agent ကိုဆက်သွယ်ပြီးတော့အတွင်းပိုင်းကအသေးစိတ်အချက်လက်တွေကိုရဖို့နီလန်းရှာနေပါတယ်။အခုတော့အိမ်သားထဲမှာရှိတဲ့မီယောင်းစီကိုပြန်သွားရအောင်။ခိုင်းသားတယောက်ကမီယောင်းရှိတာကိုကြားပြီးတော့တကားခောက်လိုက်ပါတယ်။တကားဖွင့်လိုက်တာနဲ့သူကမီယောင်းကိုဓာတ်နဲ့ထိုးဖို့ကြိုးစားပေမဲ့မီယောင်းတယောက်သူ့ကိုခရာတေးကွက်တွေနဲ့ပိတ်ရိုက်လိုက်တာခဏအတွင်းမှာပဲလဲကျသွားပါတယ် ရုတ်တရက်အတန်တစ်ခုကြားလိုက်ရပါတယ်။အေဂျင်စီကသူမကိုဆက်သွယ်နေတာပါ။မိယောင်းဆိုတာကတကယ်တော့ join လွန်ခဲ့တဲ့17နှစ်ကပျောက်ကွယ်သွားခဲ့တဲ့အငိမ့်စားလျှို့ဝှက်အေဂျင့်ဖြစ်ကြောင်း NIS မှာပြောနေကြပါတယ်။ငငယ်ကယုံနေအခုယုတ်ကမတူတော့တာကြောင့်ဌာနမှုကတော့ဟုတ်ပါမလားဆိုပြီးမယုံကြည်နိုင်ဖြစ်နေတာကြောင့်နှစ်ခါတောင်တီးပြလိုက်ရပါတယ်။ဒီလိုနဲ့လူစိုးအဖွဲ့ကတော့သူတို့ကနောက်ထပ်ခရီးတဲ့တယောက်ဖြစ်တဲ့အန်ဆေယာကိုသူတို့လိုက်ရှာနေတဲ့အေဂျင့်လို့ထင်နေတာပါ။တကယ်တော့အန်ဆေယာကနာမည်ကြီးမင်းသမီးတယောက်ပါသူတို့ရှာနေတဲ့မိအောင်မဟုတ်ပါဘူး ဧည့်သည်တွေအကုန်လုံးကလည်းအန်ဆေယာပါလာတာကြောင့်အန်ဟောကုန်ပါလေ။ခိုင်းသားတွေရောက်ကအရန်အန်ဟောသွားပြီးတော့အန်ဆေယာနဲ့ဆက်ဖီတောင်းဆွဲနေလိုက်ပါသေးတယ်။လေရင်တစ်စင်းလုံးဗယံပရာဖြစ်သွားရတာကအပိုင်စည်းခံရလို့မဟုတ်ဘဲနဲ့လူတိုင်းကအန်ဆေယာကိုတွေ့လဲရတာကြောင့်ပါ။အဲ့ဒီချိန်မှာလေရင်ပေါ်မှာပါလာတဲ့အမျိုးသားလွှတ်တော်အမတ်တအူးကဘသူမှသူ့ကိုဒီလိုမျိုးစိတ်လှုပ်ရှားစွာတွေးချင်တာမျိုးမရှိဘူးဆိုပြီးတော့ကြဲလောင်စွာညှဉ်းညူလိုက်ပါတယ်။လူရသွင်းခံချင်တာမျိုးပေါ့။တစ်ချိန်တည်းမှာပဲခရီးတဲ့အားလုံးကအန်ဆေယာကိုဓာတ်ပုံရိုက်နေကြတာနဲ့အလုရှုပ်နေပြီးတော့သူတို့တစားကန်အဖြစ်အဖမ်းခံထားရတာကိုတောင်မေ့နေကြပါလေ ဆော့ကမီယောင်းကိုရှာရင်းနဲ့လက်တော့တလုံးကိုတွေ့သွားပြီးတော့လေရင်အင်ဂျင်ကန်ထဲကိုခိုးဝင်သွားပါတယ်။သူကသူ့ရဲ့ဇနီးကိုရှာဖွေဖို့ကင်မရာစနစ်ကိုဖြန့်လိုက်ပါတယ်။ခရီးတဲ့ကန်ထဲမှာတော့ဂိုင်းသားတစ်ယောက်ကယွန်းစီကနေခရီးတဲ့စီရင်ကိုလာတောင်းနေပါတယ်။မီယောင်းကရုတ်တရက်အပေါ်ကနေခုံချလာပြီးတော့အဲ့ဒီလူမိုက်ကိုရှင်းထုတ်လိုက်ပြီးတော့ယွန်းကိုတိတ်တိတ်နေဖို့တတိပေးလိုက်ပါတယ်။ပြီးတော့ဂိုင်းသားဗန်နီယောက်ရှိလေလို့မေးလိုက်ပါတယ်။ ဆယ်ရောက်လို့ပြောတော့ဧည့်သည်စီရင်ကြည့်ဖို့တောင်းလိုက်တာကြောင့်ယွန်းကတော့ဒါခလှဝက်ချက်လက်လို့ပြောပြီးတော့တွန့်ဆုတ်နေပေမဲ့နောက်ဆုံးမှာတော့ပေးလိုက်ပါတယ်မိယောင်းကစရင်တဲကနာမည်တွေပါတဲ့အပိုင်းကိုမီးရှို့လိုက်ပြီးတော့သူတို့လေရင်ကိုကယ်တင်ရမယ်လို့ပြောပြီးလေရင်မဲ့ဝတ်စုံကိုလဲဝစ်ပြီးတော့တိတ်တဆိတ်လှုပ်ရှားဖို့လုပ်လိုက်တော့ယွန်းကစိတ်လှုပ်ရှားစွာနဲ့သူတို့ကအခုဆိုရင်အဖွဲတစ်ဖွဲဖြစ်သွားပြီလို့တောင်ပြောလိုက်ပါသေးတယ်ယွန်းကလျှွက်ဝက်အေဂျင့်တယောက်ဖြစ်ဖို့အမြဲအိမ်မက်မက်နေခဲ့တာဖြစ်ပြီးတော့အခုတိုင်းပြည်အတွက်အမှုထမ်းရမယ့်အချိန်ရောက်ပြီဆိုပြီးတော့ပြောလိုက်ပါတယ် သူကလေရင်ပေါ်မှာတင်းထားတဲ့လက်နက်တွေယူပေးမယ်လို့ခရီးပေးပြီးတော့မိယောင်းကလည်းတယောက်ယောက်ကအနားကိုကတ်လာတာနဲ့လေဘင်းကိုသာတိုက်လိုက်ဆိုပြီးတော့တင်ပေးပါတယ်။ပြီးတာနဲ့မိယောင်းကလူစိုးကိုင်းကိုရင်ဆိုင်ဖို့တယောက်တည်းထွက်လာခဲ့ပါပြီ။သူတို့ထဲကတယောက်ကမိယောင်းကိုတားပြီးတော့ဘယ်ရောက်နေရလဲလို့မေးပြီးပြဿနာရှာလာကြောင်းစပြီးတော့တိုက်လိုက်ပါတယ်။မိယောင်းကိုဖမ်းဖို့ကြိုးစားပေမဲ့မိယောင်းတယောက်သူ့ရဲ့တိုက်ခိုက်စွမ်းရည်တွေကိုထုတ်သုံးပြီးတော့ရန်သူကိုစက္ကန့်ပိုင်းတွင်လှည့်ချလိုက်ပါတယ်။ ဲ့ဒီချိန်ယွန်းကတော့ကုန်းဘက်အောက်ကိုသွားပြီးတော့ဆော့ကိုတွေ့သွားတာကြောင့်လူဆိုးခိုင်းစားတယောက်လို့အထင်မှားသွားပြီးတော့တိုက်ခိုက်မလို့လုပ်ပေမဲ့ဆော့ကသူ့ကိုအရင်ထိုးပြီးတော့ဘေးကိုတွန်းထုတ်လိုက်ပါတယ်ပြီးတော့ဆော့ကလက်တော့ကိုတုံးပြီးတော့ထောက်လန်းရေးအေဂျင်စီနဲ့ဆက်သွယ်ပါတော့တယ်တကယ်တော့ဆော့ကူတိုင်းကလည်းအငိမ့်စားအေဂျင်တယောက်ပါပဲတစ်ချိန်တည်းမှာပဲမိယောင်းကတော့ဂိုင်းသားတွေကိုတယောက်ပြီးတယောက်ရှင်းလင်းပြနေပါလေတနေ့ရမှာသူသမီးနာယီကသူ့ကိုမြင်သွားမှဆိုလို့မိယောင်းကသူ့ရဲ့ပုံစံကိုဖုံးကွယ်ဖို့မျက်နှာဖုံးကိုအမြန်တက်လိုက်ပါတယ် သူမကနောက်ထပ်ဂိုင်းသားတယောက်ကိုအနိုင်ယူလိုက်ပေမယ့်အမှန်တရားကိုမသိသေးတဲ့နာယီကဒီလျှို့ဝှက်ဆန်းကျတဲ့အမျိုးသမီးကိုလေးစားကြောင်းနဲ့သူမကသူ့ရဲ့အကြိုက်ဆုံးဟီးရိုးအသစ်ဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာအံ့အားသင့်သွားပါတော့တယ်။အဲ့ဒီချိန်မှာယွန်းကတော့မီယောင်းကိုလေးရင်ပေါ်မှာတတိယမြောက်အေဂျင့်တယောက်ရှိကြောင်းပြောပြီးတော့စကားပြောခိုင်းပါတယ်။ပြောတာပြောနေပေမယ့်လင်မယားနှစ်ယောက်အချင်းချင်းမသိကြပါဘူး။မီယောင်းဘက်ကအတန်ဖြတ်ထားတာကြောင့်ပါ။ နှစ်ယောက်သာစကားအခြေတင်ပြောပြီးတော့ရန်ဖြစ်နေတော့မှာပဲမိယောင်းကဒီလောက်စကားများတဲ့လူဒီလိုကောင်မျိုးနဲ့အတူနေတဲ့မိမကတော့တော်တော်လေးပင်ပန်းမှာပဲဆိုပြီးတော့ရေရွတ်လိုက်ပါတယ်သူယောက်ျားဖြစ်နေမှန်တော့သူမသိပါဘူးအခုစိတ်တို့နေတဲ့ဆော့တယောက်လူတိုင်းကိုကိုနီးကိုဟန်နဲ့ပဲအလုံးလုံးတင့်နေလို့ညှဉ်းညူလိုက်ပြီးတော့လေရင်ကိုထိန်းချုပ်ဖို့ဆက်ပြီးတော့စူးစမ်းလိုက်ပါတယ်လီရဲ့အမိန်အောက်မှာလေရင်မှုကလမ်းကြောင်းတိုင်းမောင်းနှင်ဖို့ညွှန်ကြားခံရပြီးမြေလေရင်မှုကလက်နက်ထိန်းချုပ်တဲ့စနစ်တွေအလုံးမလုပ်တော့တဲ့အကြောင်းပြောပြလိုက်ပါတယ် အဲ့ဒါနဲ့လီကကင်မရာကိုဖွင့်ကြည့်လိုက်တော့ဆော့ကိုတွေ့သွားတာကြောင့်ဂိုင်းသားတယောက်ကိုသူ့ကိုအရင်သွားရှင်းဖို့ပြောတဲ့အချိန်မှာမိယောင်းကတော့ဂိုင်းသားတယောက်ရုတ်တရက်ဝင်လိုက်တာခံလိုက်ရပြီးတော့နောက်ဆုံးမှာသူမဘသူပဲဝါဆိုတာသိသွားပါတယ်ပြီးတာနဲ့မိယောင်းကိုတိုက်ခိုက်ရင်းနဲ့ဘာလို့မျက်နှာဖုံးဆွတ်ထားရတာလဲလို့မေးပြီးတော့ဆက်ပြီးသူတပြန်ကိုတပြန်တိုက်ခိုက်ရင်းနဲ့ပဲအုတ်ထုတ်ကိုနှစ်ချမ်းခွဲလိုက်နိုင်ပါတယ်မျက်နှာမြင်လိုက်တာနဲ့အတော်ကြီးပါလားဆိုပြီးတော့ရီးလိုက်တာကြောင့်အတော်ကြီးကဘာဖြစ်နေလို့လဲဆိုပြီးတော့ free kick တစ်ချက်ထဲနဲ့အမောက်သိပ်လိုက်ပါတော့တယ် ရုတ်တရက်လီပေါ်လာပြီးတော့မိယောင်းကိုမျက်နှာပြောင်းပြီးပုံကွယ်နေရင်တောင်မှသူရှာမတွေ့နိုင်ဘူးလို့ထင်နေလားဆိုပြီးတော့မေးလိုက်ပါတယ်။မိယောင်းကပြန်ပြောမလို့လို့တော့မှပဲဆော့တရောက်အဖမ်းခံလိုက်ရတာကြောင့်ဝင်လာပြီးတော့မိယောင်းကိုကြည့်ပြီးအဝတ်တွေကဘာဖြစ်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်။မိယောင်းကတော့မျက်နှာချင်းမဆိုင်မဲ့လူမားနေတယ်ဆိုပြီးတော့အတီးပေါင်းနဲ့ညင်းလိုက်ပါတယ်။လီကဆော့က NIS ရဲ့အေဂျင့်တယောက်ဖြစ်ပြီးတော့မိယောင်းကသူ့ရဲ့အကဝဲအောက်မှာရှိနေကြောင်းကိုသဘောပေါက်သွားပါတယ်။အဲ့ဒီချိန်မှာလီကဆော့စီကိုဓာတ်ချောင်းပြစ်လိုက်ပြီးမိယောင်းကလေထဲမှာနေဖမ်းလိုက်ပြီးတော့ဆော့ကိုကယ်တင်လိုက်ပါတော့တယ်။ဒါပေမဲ့ ဂိုင်းကမိယောင်းနဲ့ဆော့နှစ်ယောက်စလုံးကိုကြိုးတုပ်ပြီးတော့ခရီးတဲ့တွေဆုထားတဲ့အခန်းကိုခေါ်သွားပါတော့တယ်။မိယောင်းကသူ့သမီးကိုအကြာကြီးတိတ်တဆိတ်ဆိုက်ကြည့်လိုက်ပြီးတော့စိတ်အေးအေးထားဖို့နဲ့သူ့အုံနှောက်ကိုတုံးဖို့အချက်ပြလိုက်ပါတယ်။နာယီကထက်မြက်တော့နားလေလိုက်ပါတယ်။ယွန်းကမိယောင်းနဲ့ဆော့တို့အချုပ်ခံထားရတာကိုမြင်တော့ဘာလို့ရမှန်းမသိဘဲနဲ့လှုပ်ရှားရမှလားငြိမ်နေရမှလားမသိတော့ပဲဖြစ်နေပါတယ်။အဲ့ဒီချိန်မှာနာယီကအစောပိုင်းကဆော့နဲ့စကားပြောနေတဲ့အသက်ကြီးကြီးလူဘင်နဲ့တူတူရှိနေပါတယ်။ ဘေကသူမီးမလေးရဲ့အယုတ်ကိုပေးရင်နဲ့အားလုံးစင်ပြေသွားမှာပါလို့နှစ်သိမ့်ဖို့စူးစမ်းပေမဲ့လီကသူမငုံနေတာကိုတွေ့ပြီးတော့ဘာလို့ငုံနေရလဲဆိုပြီးတော့မေးလိုက်ပါတယ်။နာယီကအစင်ပြေပါတယ်မငုံဘူးဆိုပြီးတော့ပြန်ပြောပေမဲ့လီကဘလူးနဲ့ခီးထွက်လာလဲလို့မေးတာကြောင့်ညံရှိရှိနဲ့ပဲအန်ဆယ်ယာကိုလက်ညှိုးထိုးပြီးတော့ဒါသူ့အမေလို့ပြောလိုက်တာကြောင့်လီရင်တစ်ခုလုံးစူညံသွားပါတော့တယ်။အန်ဆယ်ယာကလည်းချက်ချင်းချင်းပြီးတော့နာယီရဲ့အမေမဟုတ်ကြောင်းကိုပြောပေမဲ့မယုံကြတော့ပါဘူး။လီရင်ပေါ်မှာပါလာတဲ့ဒရိုက်ဘာတောင်လှန့်သွားပါတယ်။ အန်ဆေယာကနာယီကိုတမီးလေးငါမင်းအမေမဟုတ်ဘူးလေဆိုပြီးတော့အသေးအံပြန်ပြောနေရပါတယ်။ဒါပေမဲ့ခရီးသည်တွေအားလုံးကတော့အတင်းနေစာပြောကုန်ပါပြီ။သူတို့အတွက်သတင်းတစ်ပုဒ်ရသွားပါတယ်။ဆာရာကဒီလျှို့ဝှက်ချက်ကိုနှစ်တည်အများကြီးတလောက်ကြောင်ဘလို့ဖုံးကွယ်နိုင်ခဲ့တာလဲ။နာယီကတော့မသိရင်အောင်စောင့်နေပါနဲ့တော့ဆိုပြီးတော့အိုက်တင်ပြည့်နဲ့တရုပ်ဆောင်မှာတော့လေ။အန်ဆေယာကလည်းနာယီရဲ့အမေမဟုတ်ဘူးလို့ပြောရင်လည်းသူကတကူတဲ့သမားဖြစ်ပြီးတော့ကလေးမရှိဘူးလို့ညင်းပေမဲ့ဘယ်သူမှမယုံတော့ပါဘူး။နာယီကလည်းပြန်ကြီးရင်နဲ့နာနာကိုကပ်ပြီးတော့ကုညီဖို့အကူညီတောင်းလိုက်တဲ့ချိန်ကျမှပဲအန်ဆေယာကအန်ကျိတ်ပြီးတော့အကူညီပေးလိုက်ရပါတော့တယ်။ ဟုတ်ပါတယ်သူသမီးဆိုပြီးတော့ဝင်ခံလိုက်တာကြောင့်ဒါရိုက်တာကတော့တုံ့လှုပ်လွန်းပြီးသတိလစ်သွားပါတယ်အဲ့ဒီချိန်မိယောင်းကတော့သူ့ယောက်ျားက NIS agent ဖြစ်ခဲ့တာကိုမပြောလို့ဆိုပြီးရန်ရှာနေပါတယ်ဆော့ကတငယ်ချင်းတယောက်စားအလုံးဝင်လုပ်ပြီးတဲ့နေ့မှာမိယောင်းကိုတွေ့ခဲ့ပြီးတော့သူအရိုက်ခံနေရတော့မိယောင်းဝင်ကူတဲ့ချိန်မှာမြင်မြင်ချင်းပဲချစ်မိသွားတာဆိုပြီးတော့ဝင်ခံလိုက်ပါတယ်ပြီးတော့မိယောင်းကဒီမြောက်ကိုရီးယားကလူတွေလိုက်ဖမ်းနေတဲ့သူကငါဖြစ်ခဲ့ရင်ရောလက်ခံမလားဆိုပြီးမိလိုက်တော့ဆော့ကဘသူဖြစ်ခဲ့လဲဘာလုပ်ခဲ့လဲဆိုတာလုံးဝကြည့်မှုဆိုင်ဘူးအခုချိန်မှာမိယောင်းကသူ့စနီးသူ့ရဲ့ကဘာကြီးတစ်ခုလုံးမဲဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ် ဲ့ဒီချိန်လူစိုးခိုင်းကနှစ်ဖွဲ့ကွဲပြီးတော့လီကိုတနက်နဲ့ချိန်လိုက်ရင်းနဲ့သူတို့ရဲ့တကယ်အစီအစဉ်ကမီယောင်းကိုရှင်းပြီးထွက်သွားဖို့လို့ပြောလိုက်ပါတယ်။တကယ်တော့လီကဒီလီရင်တစ်စင်းလုံးကိုရှင်းပြဖို့စိတ်ကူးမရှိပါဘူး။သူ့လက်အောက်ကလူတွေကတော့အဲ့လိုမဟုတ်တဲ့ပုံပါပဲ။ဘာလို့လဲဆိုတော့လူစိုးခိုင်းကမြောက်ကိုရီးယားကမှလို့ပါ။လီနဲ့မီယောင်းကလည်းတူတူပါပဲ။ပြီးတာနဲ့နှစ်ယောက်သားအခြေအနေနေဖြစ်ကြပြီးတော့လေရင်ကိုအောက်ကိုထိုးပြီးဆင်းလာတာကြောင့်နာယီကအန်ဆေယာကိုသူတို့ဒီလိုပဲတည်ရတော့မှလားဆိုပြီးတော့မေးလိုက်ပါတယ်။ နောက်ဆုံးမှာတော့လီတယောက်ကျိုးတုတ်ခံလိုက်ရပြီးတော့မိယောင်းတို့စီကိုခေါ်လာခံလိုက်ရတာကြောင့်မင်းကခေါင်းဆောင်မဟုတ်ဘူးလားဆိုပြီးတော့ဆော့ကမေးလိုက်ပါတယ်။ဒါပေမဲ့လည်းသူပြန်မဖြေခင်မှာပဲလေရင်ကထိုးစင်းသွားတာကြောင့်တယောက်နဲ့တယောက်ပြိသွားပြီးတော့အသက်ရှူမဝဖြစ်ရင်လည်းမိယောင်းကဘာလို့သူ့ကိုလီကလိုက်ရှာနေရလဲဆိုပြီးတော့မေးလိုက်ပါတယ်။တကယ်တော့မိယောင်းရဲ့အဖေဖန်တီးထားတဲ့နျူကလ িয়ার ကြီးတန်းကြောင့်မိယောင်းရဲ့နောက်ကိုလိုက်နေတဲ့သူတွေရှိတာကြောင့်အထက်ကလီကိုမိယောင်းကိုရှာဖို့အမိန်ပေးလိုက်တာပါ။ဒီစီဇန်သားဖြစ်မြောက်သွားရင်တကဘာလုံးသွေးပင်လေကြီးဖြစ်သွားနိုင်ပါတယ်။မိယောင်းကို လိုရတဲ့အကြောင်းကတော့မိယောင်းရဲ့မျက်ကြည်လွန်နဲ့ဖြီမှအဲ့ဒီကုတ်ကိုဖြီလို့ရမှာမဟုတ်လို့ပါဒါပေမဲ့လီနဲ့တူတူပါလာတဲ့လူတွေကမိယောင်းကိုရောင်းစားဖို့ကြံနေတာပါကြံကောင်းကျင်တော့နှစ်ယောက်သားလေရင်တက်မှာပဲမတက်ရနိုင်နိုင်ပါလေပြီးတာနဲ့အရင်ကဘာလို့သူ့ကိုတနက်နေ့ပြစ်ခဲ့ရလဲဆိုပြီးမိလိုက်တော့ဘသူကမှမယုံကြည်ရတဲ့အကြောင်းမိယောင်းကပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရိုးရောက်လာပြီးတော့မိယောင်းတို့ကိုကြိုးဖြီပြလိုက်ပါတယ်ဒီနေရာမှာရိုးနှကောင်သုံးစားလို့ရသွားပါပြီပြီးတာနဲ့မိယောင်းနဲ့လီနှစ်ယောက်ပေါင်းပြီးတော့ကေတင်ဖို့လုပ်ကြပါပြီ ရုံးနဲ့ဆော့ကလေရင်မီးတွေကိုပိတ်လိုက်တော့ဓာတ်ကိုခွင်ကောင်းယူပြီးတော့မီယောင်တို့ကထွက်တိုက်ပါတယ်လှုပ်လှရှားရှားဖြစ်နေတဲ့လူတွေကြားထဲမှာမီယောင်တယောက် လက်စွမ်းပြနေတာကိုမြင်တော့နာယီကအဲ့ဒါသမီးအမေဆိုပြီးတော့ထောက်ဩပါတယ်မီယောင်ခံနေရတဲ့အချိန်ခရီးသည်တွေကလည်းစိတ်ပါပြီးတော့ဝင်တိုက်ကြတာကြောင့်လေရင်ပေါ်မှာပွဲချမ်းနေကြပါတော့တယ်နောက်ဆုံးမှာတော့မီယောင်ကပြန်ထလာနိုင်ပြီးတော့လူဆိုးတွေအကုန်လုံးကိုခရီးသည်တွေနဲ့အတူအပြတ်ရှင်းလိုက်နိုင်ပါတယ်အားလုံးကိုအပြတ်ရှင်းလိုက်နိုင်ပြီလို့ထင်တဲ့အချိန်မှာပဲတကယ်လူဆိုးကပေါ်လာပါတယ်သူကတော့ဘေးပါလီကိုတနက်နဲ့ပြစ်လိုက်ပြီးတော့နာယီကိုတစားကန်လုပ်လိုက်ပါတယ် ်ပြီးတာနဲ့မီယောင်းကိုသူ့နဲ့တူတူလိုက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။တကယ်တော့ဘီကမီယောင်းရဲ့အဖေကိုလည်းတပ်ပစ်ခဲ့တဲ့တည့်ရခဲမှာမလိုက်ရင်ဒီလီယင်တစ်ခုလုံးကိုဖောက်ခွဲလိုက်မှာဆိုပြီးချိန်ရောက်တော့အမတ်ဆိုတဲ့သူကလိုက်သွားလေဆိုပြီးတော့မြောက်ပေးနေပါတယ်။သူမသေးခြင်းတိုင်းမြောက်ပေးတာပါ။ဆော့ကောက်ဝင်ပြီးတော့တားတော့အတုံးမကျတဲ့ကောင်ဆိုပြီးတော့တနက်စာမိသွားပါတယ်။နောက်ဆုံးမှာတော့လိုက်သွားချိန်အောင်ဆောင်ပြီးတော့လီယင်တကားကိုဖြွင့်ပြီးရတဲ့နာယီကအယုတ်ကိုပြစ်ပေးလိုက်ပါတယ်။မတော်ခင်မိယောင်းကအချက်ပြလာနဲ့ပြစ်ပေးဖို့မှားထားတာကြောင့်ပါပြီးရနဲ့အယုတ်ကိုပြစ်ချလိုက်ပြီးတော့အဖိုးကြီးကိုပါကန်ချလိုက်ပါတယ် အယုတ်ကလေထဲမှာပဲပေါက်ကွဲသွားပြီးတော့ခရီးသည်တွေအကုန်လုံးကလည်းဘေးကင်းသွားပါပြီ။တနတ်ပြစ်ခတ်လိုက်ရတယ်။ဆော့ကတော့ကြီကဝတ်ထားတဲ့အတွက်သတိလေးပဲမိနေတာပါ။လီကသူ့ကိုအစကတည်းကဝတ်ဖို့ပေးထားတာပါ။ပြီးရနဲ့လီကတော့ခရီးဆုံးထိမလိုက်ဖဲနဲ့လမ်းမှာပဲလေဒီနဲ့ခုံချသွားပါတယ်။ခရီးဆုံးထိလိုက်သွားရင်လည်းသူကဖမ်းခံရမှာပါ။လေရင်က တကားပွင့်နေတာကြောင့်ကိုရီးယားကိုပြန်လှည့်ဖို့ပြောပေမဲ့ဆော့ကတော့ဟာဝိုင်ကိုပဲသွားချင်နေပါတယ်။ တခြားခရီးသည်တွေကလည်းဟာဝိုင်ယူကိုပဲသွားချင်နေတာဆိုတော့ပြန်သွားချင်တဲ့အမတ်နဲ့အတိုက်ခံလုပ်ပြီးပြောကြတာကြောင့်ဟာဝိုင်ယူကိုပဲဆက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုနဲ့ဇက်ကားလေးက happy ending နဲ့ပြီးဆုံးသွားပါတယ်။ဒီထိကြီးချုပ်ပြီးသွားပြီဆိုရင် video ကို like လုပ်ဖို့နဲ့ကောင်းတဲ့ comment လေးတစ်ခုချန်ထားဖို့မမေ့ပါနဲ့။ပြီးတော့ပထမဆုံးချိန်ကျွန်တော်တို့ channel ကိုကြည့်ရှုလာဆိုရင်တော့ subscribe လေးပါလုပ်သွားပါအောင်။နောက်ထပ်လည်းဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေဇာတ်တိုက်တင်ဆက်ပေးသွားမှာပါ။